မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ် NUG နဲ့ PDF တို့ကအနောက်တိုင်းရဲ့လက်ပါစင်များမဟုတ်ပဲမြန်မာပြည်သူလူထုကိုသာတာဝန်ခံပြီးတရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းနဲ့ထိတွေ့ဆက်ဆံဖို့တကားဖွင့်ထားတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် NUG နဲ့ PDF တို့ကအနောက်တိုင်းရဲ့လက်ပါစင်တွေမဟုတ်ပဲမြန်မာပြည်သူလူထုကိုသာတာဝန်ခံပြီးတရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းနဲ့ထိတွေ့ဆက်ဆံဖို့တကားဖွင့်ထားတယ်လို့ Bangkok Post မှာ2025ခုနှစ်မေလ23ရက်ကဖော်ပြခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင် ငံဆိုင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါ်စင်မအောင်ရဲ့ Support the People Revolution ဆောင်းပါးမှာအလေးပေးဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တွေကအနောက်တိုင်းရဲ့လက်ပါစီပရိုစီများမဟုတ်မြည်တိနိုင်ငံခြားအစိုးရကိုမှတာဝန်မခံမြန်မာပြည်သူလူထုကိုသာတာဝန်ခံပါတယ်ပြည်သူတော်လှန်ရေးကြီးကိုတိုးတက်အောင်ကူညီပေးတဲ့မြည်တိနိုင်ငံတကာအစုအဖွဲ့တွေနဲ့မဆိုထီထွေးဆက်ဆံဖို့တကားဖွင့်ထားသလိုထီထွေးဆက်ဆံလို့စိတ်ရှိပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတရုတ်နိုင်ငံပါဝင်အိမ်ကြီးချင်းနိုင်ငံများနဲ့ခိုင်မာတဲ့ဆက်ဆံရေးကို2021ခုနှစ်မတိုင်မီအချိန်ထိထိန်းသိမ်းထားခဲ့ပါတယ်ကုချင်းတီလည်းအဓိကဦးစားပေးတဲ့ တရအနေနဲ့ရှိပါတယ်လို့ဖော်ပြပါရယ်။စောင်းပါအရမြမတော်လိုင်းကတရုတ်ပြည်သူတမရနိုင်ငံတီထောင်ရေးစီကိုဦးတည်ခဲ့တဲ့1929 1949ခုနှစ်ကာလတရုတ်ပြည်တွင်စစ်နဲ့ဆင်တူတဲ့သမိုင်းဝင်လမ်းဆောင်လမ်းကွာမှာရှိနေပြီးမြမပြည်သူတွေကအဖိနှိတ်အကြမ်းဖက်နေတဲ့စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တိုက်ပွဲဝင်နေက NUG နဲ့ PDF တို့ကဒီလုံရှောင်းမှုမှာဗဟိုအခန်းကဏ္ဍမှာပါဝင်နေတယ်လို့နိုင်ငံရဲ့ချာအင်အားစုတွေရဲ့ဆန္ဒမဟုတ်ပဲမြမပြည်သူလူထုရဲ့စစ်မှန်တဲ့ဆန္ဒပေါ်အခြေခံထားပြီးလမ်းမတွေပေါ်မှာငြိမ်းချမ်းစွာဆန္ဒပြဖို့များကစ တင်ပြီးအခုကလက်နက်ကင်ထိုးစစ်ဆင်မှုတွေထိတိုးတက်လာခဲ့တယ်လို့အသိပေးထားပါတယ်။ PDF တွေကအရှိတောင်အားရှာရင်အကြီးဆုံးစစ်အင်အားစုများထဲမှာတစ်ခုဖြစ်တဲ့မြမစစ်တပ်ကိုနိုင်ငံတော်ထိရောက်စွာတွန်းလှန်နိုင်ခဲ့ကလက်ရှိစစ်တပ်ကနိုင်ငံရဲ့25ရာခိုင်နှုန်းအောက်သာထိန်းချုပ်ထားနိုင်ကတော်လိုင်းတပ်ဖွဲ့များလက်အောက်ရှိနေမြင်းများမှာအရက်သားအုပ်ချုပ်မှုကပုံမတူညီပြီးစီးပွားရေးရရှင်းတန်းလျက်ရှိတယ်လို့ရှိသားထားပါတယ်။ပြည်သူလူထုရဲ့ရှိမှန်းချက်မှာစစ်တပ်ကိုဖျက်ဆီးရမဟုတ်ပဲပြည်သူလူထုကိုဝန်ဆောင်မှုပေးပြီးရွေးကောက်ခံအစိုးရကိုတာဝန်ခံမှုရှိတဲ့ professional စစ်တပ်အဖြစ်ပြုပြင်ပြောင်းလဲရန်ဖြစ်ပြီးဒီရည်မှန်းချက်ကတရုတ်နိုင်ငံရဲ့ကံကြိုးတူအ တိုင်ဝန်မျှော်မှန်းချက်နဲ့လည်းကန့်ညီမှုရှိပြီးမြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကဒေသတွင်းနဲ့အထူးသဖြင့်တရုတ်နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားအတွက်အရေးပါကြောင်းစောင်းမားကထောက်ပြထားပါတယ်။စောင်းမားမှာစေကောင်းဆောင်မင်းရောင်လိုက်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့ရဲ့လူသိရှင်ကြားထိတွေ့ဆက်ဆံမှုကတရုတ်ရဲ့ရေရှည်အကျိုးစီးပွားနဲ့မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုထိခိုက်စေနိုင်တယ်လို့ဆိုထားကရှာရင်အပြည့်ရစိုင်းတွေကပဋိပက္ခကိုရှင်းကြားစေပြီးရေရှည်တည်ငြိမ်မှုစီကိုဥတီတဲ့တော်လိုင်းလှောက်ရှားမှုကိုအားနည်းစေတယ်လို့ထောက်ပြပါတယ်။တရုတ်နိုင်ငံအနေနဲ့စေအုပ်စုရဲ့သွေးခွဲနိုင်ယူမဟာဗျူဟာကိုထ ောက်ခံမဲ့အစား NUG ပါဝင်မြန်မာနိုင်ငံရှိနိုင်ငံရေးအင်အားစုများအလုံးနဲ့အပြုသဘောဆောင်စွာထိတွေ့ဆက်ဆံဖို့အကြံပြုထားပြီးဒီလိုဆောင်ရွက်ခြင်းကမြန်မာနိုင်ငံရဲ့ရှေးရှေးတည်ငြိမ်ရေးနဲ့တရုတ်နိုင်ငံရဲ့ဒေသတွင်အကျိုးစီးပွားတွေကိုထိန်းသိမ်းရမှာအပြန်အလှန်အကျိုးရှိစေမယ်လို့ရှိသားထားပါတယ်။ ဆက်လက်ပြီးပြည်သူများရဲ့အထောက်ပံ့များကိုအလွဲသုံးစားမပြုလုပ်ဖို့နဲ့တော်လိုင်းမလုပ်စားဖို့ KNDF COC ချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူများရဲ့အထောက်ပံ့တွေကိုအလွဲသုံးစားမပြုလုပ်ဖို့နဲ့တော်လိုင်းမလုပ်စားဖို့ KNDF COC ချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကမေလ31ရက်မှာကြားရောက်တဲ့ကရင်ညီပြည်အမျိုးသားကာကွယ်ရေးတပ် KMDF လေးနှစ်ပြည့်ခန္ဓာမင်ကုန်းမှာထည့်သွင်းပြောကြားခဲ့တာပါ KNDF ကလက်နက်ကင်ဖွဲ့စည်းတစ်ခုဖြစ်ပြီးနိုင်ငံဖွဲ့စည်းမဟုတ်ကြောင်းကိုသိရှိဖို့လိုအပ်ပြီးလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့အတွက်အမိန့်ညွှန်ကြားချက်များကိုလိုက်နာမှာဖြစ်ခါနိုင်ငံရေးကိုလည်းနှားရတဲ့ ဖို့လိုအပ်ကြောင်းစစ်မြေပြင်မှာလိုက်နာမယ်ကျင်ဝံဥပဒေစည်းကမ်းလူမှုအရေးကလေးတငယ်အမျိုးသမီးအရေးကိုလိုက်နာမှာဖြစ်တဲ့အပြင်ဘိန်းဆိုင်ပြုခြင်းများကိုလည်းတားမြစ်ဖို့လိုအပ်တယ်လို့ဗိုလ်မှူးချုပ်အောင်မြတ်ကပြောပါတယ်။ဒါအပြင်လေးနှစ်တာအတွင်းရဲဘော်များရဲ့အသက်သွေးချွေးများပြည်သူလူထုအိုးအိမ်ကြီးများစွာပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းတော်လိုင်းရင်ကဆုံးရှုံးနေနာမှုတွေပေးဆက်ရရှိမှုတွေရှိတာကဓမ္မတာပဲဖြစ်ပြီးကီအီနီမျိုးသားများနဲ့အတူမြန်မာနိုင်ငံသားအလုံးလွတ်မြောက်ဖို့အတွက် တော်လန်တိုက်ပွဲကခရီးတစ်ခုရောက်နေပြီလို့၎င်းကဆိုပါတယ်ဒါအပြင် KNDF ကလက်နက်ကင်တပ်တစ်ခုဖြစ်တာနဲ့အညီပြည်သူအားထားရတဲ့တပ်တော်ဖြစ်ဖို့အထူးလိုအပ်ကြောင်းလီနစ်တာအတွင်အသက်ဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့မိသားစုဝင်များကိုလည်းကုညီဖေးမဆောင်ရှောက်ဖို့လိုအပ်တယ်လို့ဗိုလ်မှူးချုပ်အောင်မြတ်ကဆက်လက်ပြောပါတယ်ဆက်လက်ပြီးရဲဘော်များအနေနဲ့ယာတူများကိုအလွဲသုံးစားမပြုလုပ်ဘဲလူတုနဲ့တသားရဲရက်တီဖို့လိုအပ်ကြောင်းပြည်သူလူတုအထောက်အပံ့တွေကိုအလွဲသုံးစားမပြုလုပ်ဖို့နဲ့တော်လန်ကြီးမလုံစားဖို့လိုအပ်ပြီးအကူအညီများကိုမှတ်ကန်ထိရောက်တဲ့နေရာမှာသာအသုံးပြုဖို့ဗိုလ်မှူးချုပ်အောင်မြတ် က်ကတိုက်တွန်းထားပါတယ်။ရှာလူနဲ့တာဝန်ဝတ္တရားကိုခွဲခြားသိမြင်ဖို့နဲ့ယုံကြည်ချက်ခံယူချက်ရည်မှန်းချက်များမမေ့ပြဖို့အောင်မြင်မှုလမ်းကိုဆက်လက်ချီတဲ့ပုံပုံမှုချုပ်အောင်မြတ်ကစူကြောင်းသတင်းမှဖော်ပြပါရှိပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှန်ကုန်မှာသကောင်စင်းပါစစ်မှုတန်းဖို့အကြုံးဝင်တဲ့လူငယ်များရှာမရတော့ရင်ရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကတာဝန်ခံလူအစားတို့ရှာဖွေပေးရမယ်လို့ထွေဦးကအမိန့်ပေးညွှန်ကြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာသကောင်စင်းပါစစ်မှုတန်းဖို့အကြုံးဝင်လူငယ်များရှာမရတော့ရင်ရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကတာဝန်ခံရမယ်လို့ပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအမိန့်ပေးညွှန်ကြားလာကြောင်းမရန်ကုန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတရင်အရေးမြစ်တွေကပြောပါရယ်စစ်မှုတန်းခေါ်ယူမှုတနည်းပြည့်ခဲ့တဲ့အခုနှစ်မေလဆန်းပိုင်းမှာစစ်ကောင်စီကသကောင်စင်းကိုချင်းခံပြီးစစ်မှုတန်းရဲ့အကြုံးဝင် င်တဲ့လူငယ်များစည်ရင်းပြူးစိုးတဲ့စနစ်ကိုလုံးဝအပိသက်ပြောင်းလဲလိုက်ပြီးသက်ဆိုင်ရာမျိုးနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းဖို့ဆင့်ခေါ်ရမယ့်လူငယ်တွေကိုတကောင်စင်းပါအခြေအနေတိုင်းအစီအစဉ်တကြဆင့်ခေါ်ထားဖို့တကောင်စင်းပါစစ်မှုထမ်းဖို့အကြောင်းဝင်တဲ့လူငယ်များရှာဖွေမရတော့ရင်သက်ဆိုင်ရာမျိုးနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကလှဆင်ပေးရမယ်စစ်မှုထမ်းလူငယ်များအချိန်မီရရှိဖို့ဆောင်ရွက် ဖို့ထွေအုပ်ကအမိန့်ပေးလာခြင်းဖြစ်ကြောင်းသိရပါတယ်။မယန်ကုန်းမြို့နယ်နှစ်ရက်ကွယ်မှာဆိုရင်စစ်မှုတပ်ဖို့အကြုံးဝင်တဲ့လူငယ်ပေါင်း6000ကျော်ရှိတယ်။အဲ့ဒီလူငယ်တွေကမှတင့်တော်သူတွေကိုအမြန်ဆုံးစည်ရင်တင်ပြရမယ်။တကယ်လို့အဲ့ဒီလူငယ်တွေရက်ကွက်ထဲမှာမရှိတာနိုင်ငံခြားထွက်နေတာတနယ်တကြီးပြောင်းသွားတာတွေကိုသက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကတာဝန်ခံရမယ်။စစ်မှုထမ်းမဲ့လူငယ်စည်ရင်ရှိပြီးစစ်မှုထမ်းမဲ့လူမရှိတာမျိုးမဖြစ်ရဘူး။ကိုယ်စီစဉ်တဲ့ကိုလူရှာထားရမယ်လို့မယန်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတရင်ရင်းမြစ်တွေကရှင်းပြပါရတယ်။ရခင်ကစစ်မှုထမ်းဖို့လူငယ်များခေါ်ယူရမှာမယ်။ နိုင်ခြင်းလိဆက်ရငွေကြေးပြပြခေါ်ယူခြင်းတွေနဲ့သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကစီမံခဲ့ကြကြောင်းအခုအခါမှာတော့မြို့နယ်နဲ့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေနဲ့မိမိတို့ကြိုက်သလိုစီမံပြီးအဓိကမှာလစဉ်လိုအပ်တဲ့စစ်မှုရန်တပ်သားတင်များအချိန်မီပေးပို့နိုင်ရင်ဖြစ်ကြောင်းသိရပါတယ်။ ဘလုံနီနဲ့ပဲဖြစ်ဖြစ်စစ်မှုထမ်းတပ်သားတွေလာစဉ်လိုအပ်တဲ့အင်အားပမာဏတိုင်းပေးရမယ်အရင်လိုမင်းနိုင်တာပဲဖြစ်ဖြစ်စင့်ခေါ်တာပဲဖြစ်ဖြစ်မှောင်ရိတ်ခုံမှုနဲ့ဖမ်းလာတာပဲဖြစ်ဖြစ်ဘလို့ပဲလုံလုံဒီကလာစဉ်လိုအပ်တဲ့အင်အားပမာဏပြည်မီဖို့ထွေဥကမိန်ပြီးညွှန်ကြားတာလို့လှိုင်မျိုးနဲ့စစ်မှုထမ်းစင့်ခေါ်ရေးဖွဲ့နဲ့နှိဆက်တဲ့သတင်းရင်းမြစ်တစ်ခုကအတည်ပြုပြောဆိုပါတယ်ရန်ကုန်တိုင်းအတွင်းမှာစစ်မှုထမ်းဥပဒေအကြောင်းပြပြီးငွေကြေးအဆမတန်ကောက်ခံမှုများကားခိတ်နဲ့လမ်းစုံလမ်းကွာများနေကင်းပိုင်းအချိန်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခြင်းများများပြားလာကြောင်းစစ်မှုထမ်းအကြောင်းပြငွေကြေးမတရားကောက်ခံမှုတွေ ွေကိုအရေးယူဖို့စစ်ကောင်စီထံတိုင်ကြားတော်လဲအရေးယူမှုတစုံတရာမရှိကြောင်းရန်ကုန်မြို့နယ်ပြည်သူများထံမှသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်မဲ့အဆုံးဖြတ်တိုက်ပွဲမှာ KNDF နဲ့အတူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့မန္တလေး PDF ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားကာကွယ်တပ် KNDF နဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတို့ကကာလရှည်ကြရင်းနှီးချစ်ကြည်တဲ့ဆက်ဆံရင်ခေါင်းတွေရှိပြီးဖြစ်တာကြောင့်စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်မဲ့အဆုံးသတ်တိုက်ပွဲမှာ KNDF နဲ့အတူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့မန္တလေး PDF ကပြောကြားလိုက်ပါတ င် KNY အမျိုးသားကာကွယ်ရေးတပ် KNDF တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့မန္တလေး PDF ရဲ့တဝန်လွှာမှာအခုလိုဖော်ပြထားတာပါ KNY အမျိုးသားကာကွယ်ရေးတပ် KNDF ကအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy အရေးအတွက်တော်လိုင်းကာလ၄နှစ်အတွင်းတရင်35ရင်ဖြူဟာကိုကုဖွဲ့စည်းပြီးအသက်သွေးကြွေးပိဆက်ကတိုက်ပွဲဝင်နေတာတွေအတွက်ဥညွတ်ကွန်ပျူတာနဲ့အတိပေးထားပါတယ် KNDF ကိုဦးဆောင်သူတွေအနေနဲ့တပ်ဖွဲ့ဝင်တွေရဲ့စွန့်လွတ်ပေးမှုတွေကြောင့်ရရှိလာတဲ့နိုင်ငံရေးစင်ရေးအောင်မြင်မှုတွေကကရင်ပြည်နယ်ကရင်လူတို့အတွက်တင်မဟုတ်ပဲနှွေဦးတော်လိုင်းတစ်ခုလုံးအတွက်အလွန်အရေးပါတဲ့သမန်းမှတ်တိုင်တွေဖြစ်တယ်လို့မန္တလေး PDF ကကွန်ပျူတာချူထားပါတယ်ဒါကြောင့်ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်မင်းအဆုံးဖြတ်တဲ့မှာကရင်ပြည်နယ်ကရင်လူတို့မျှော်လင့်တောင်းတနေတဲ့နိုင်ငံရေးစင်ရေးရှိမှန်းချက်တွေအောင်မြင်ပြည့်မြောက်အောင် KNDF နဲ့အတူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်